မင်္ဂလာပါရှင်ဒီနေ့ညီမအလုပ်၆ခုပြောပြပေးမယ်နော်ပထမလုပ်တနေရာကဒီနှစ်ခွန်စီသမနာမှာရှိတဲ့မင်္ဂလေးအိမ်ဖော်လူကိုကြည့်တဲ့အလုပ်ပဲဖြစ်ပါရဲ့ရှင်အဖွားကဟိုလမ်းမလျှောက်နိုင်တော့ဘူးနော်လာစာကတော့တလားတပေါင်း၅000နားရက်၄ရက်ပေးတယ်မနားရက်ဦးထင်900ပေးတယ်ရှင် နောက်ထပ်တနည်းအားကဒီလကဘာမှာရှိတဲ့မင်းကလေးအိမ်လောက်ပဲဖြစ်ပါတယ်။တထေးတယောက်ပဲရှိတယ်နော်အိမ်တစ်ထပ်ပဲရှိတယ်။ဒါပေမဲ့တထေးစားဖို့အတွက်ထိုင်းသမီးရဲ့နေငယ်ချက်ချက်တက်ရမှာဖြစ်ပါတယ်။လစာကတလ1200နာရီ၄ရက်မနာရုံထင်900ပေးပါတယ်ရှင်။နောက်ထပ်တနည်းအားကဒီဖလန်စီမှာရှိတဲ့အိမ်လောက်ပဲဖြစ်ပါရဲ့ရှင်အိမ်သုံးထပ်တထေးလေးရောက်ရှိတဲ့ကလေးလေးတယောက်ရှိတယ်ကလေးလေးက6နှစ်သားရွယ်ကလေးနော်လှစာကတလ1300ပေးပါရဲ့ရှင်နားရက်လေးရက်မနာရုံထင်900ပေးပါရဲ့ရှင် နောက်ထပ်၄နေရမြောက်ကကျတော့ပထနာကမ်းမှာဖြစ်ပါတယ်နော်တထဲကခွန်တိုးမှာနေတယ်ရှင်အာအိမ်ဖော်ကလေးထိန်တထဲနဲ့ရောက်ရှိမယ်ကလေးလေးတယောက်ရှိမယ်ကလေးလေးကမိန်ကလေးခုနလအရွယ်ကလေးနော်လဆာကလဆာတောင်း9000နာရဲ့၄ရက်မနာရုပ်ထင်ငါရပါနောက်ပြီးတော့ရောက်ကြလေးလောက်ပေါ့နော်ဒီလုံကောက်မှာရှိတဲ့ပရိပေါ်ကလောက်ပဲဖြစ်ပါတယ်ရှင်ရောက်ကြလေးတယောက်ခေါ်တယ်အသွေးကြောင့်ရှိရမယ်ထိုင်းစကားပြောတတ်ရမယ်နော်လဆာကတော့တလတောင်း9000ပေးပါတယ်ရှင်နာရဲ့၄ရက်မနာရုပ်ထင်ငါရပေးတယ်ရှင်အလုပ်ပြင်ချိန်ကတော့မနေ့၈နိုင်ကနေညနေ9နိုင် ီထိနောက်ဆုံးလို့တခုကကြတော့ဒီဘန်ခဲမှာရှိတဲ့မင်းကလေးအိမ်ဖို့လူကိုကြည့်တဲ့လို့ပဲဖြစ်ပါရဲ့ရှင်အဖေကိုကြည့်ပေးရမှာနော်အဖေကတည်း80နှစ်သူကလမ်းလျှောက်နိုင်သေးတယ်နောက်စာကတော့တလတောင်း5000ပေးပါရဲ့ရှင်နားရက်လေးရက်မနာရုံထင်900ပေးတယ်နော်ဒီအလုံး6ခုကိုစိတ်ဝင်စားတဲ့ရှင်ဒေါ်လာဖောင်ယုံ48မှာအမြန်ဆုံးအလုံးလာစမတ်ထားလို့ရပါပြီရှင်ကျေးဇူးတင်ပါတယ်ရှင်